Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဟိုနေ့ကပေါ့နော်ဒီ unboxing လုပ်ထားတဲ့ဒီ6 kW ပေါ့နော်6 kW အဲ kW အတွဲလေးကိုကျွန်တော်စင်ထားတာပဲဖြစ်ပါတယ်အစားကတော့ကျွန်တော်ဒီကျွန်တော်ဒီထိုင်တဲ့ပုံစံလေးတွေကိုနော်ကျွန်တော်ဒီ inverter ထိုင်တဲ့ပုံစံလေးတွေကိုကျွန်တော်ရိုက်မလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်အိမ်မှာကျွန်တော်အဲကလေးလေးတွေရှိတယ်ပေါ့နော်အဲကြောင့်မလို့ဒီ ကင်မရာတွေပါထောင်ပြီးမှရိုက်လို့အဆင်မပြေတဲ့အတွက်ပေါ့နော်အခုတော့ဆယ်ဒီတိုင်းပဲထိုင်ထားတာပဲရှိသေးတာပေါ့နော်ကျွန်တော်ဒီဂျိုးတွေပါလေကျွန်တော်မ join ရသေးဘူးပေါ့နော်အခုကတော့ကျွန်တော်ဂျိုးတွေပါလေ join မှာဖြစ်ပါတယ်ကျွန်တော်ထိုင်ထားတာလည်းဒီလိုမျိုးထူးထွေးတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိမ်မှာကျတော့ဒီအုံနံရံနဲ့မဟုတ်တဲ့အတွက်ပေါ့နော်ဒီအဲငါးထပ်ပြားနဲ့ပါနဲ့အခန်းဖွဲထားတဲ့အတွက်အဲထိုင်ထားတာအဲ့လိုကြီးခက်ခက်ခဲမရှိဘူးเนาะ ဒီတိုင်းလေးပဲစကူနဲ့ပဲဆွဲလိုက်ယုံနဲ့ရတာပေါ့နော်အုံနံဖောက်တဲ့ဆက်တွေပိုင်းမလို့ပေါ့နော်ကျွန်တော်ကဒီငါးထပ်ပြားလေးနဲ့ပဲဆိုတော့ဒီအဆင်ပြေပါလေကျွန်တော်ဒီ inverter ကို unboxing လုပ်တဲ့ရက်တုန်းကပေါ့နော်ကျွန်တော်ပြောဖို့မေ့သွားတာပေါ့နော်ဒီဘာဖြစ်လို့ဒီ51.2 top battery ကိုပြေးရလဲဆိုတော့အဆင်ပြေတဲ့အချိန်မှာဒီဝယ်ပြီးမှ ဝယ်ပြီးမှထပ်ပြီးမှပဲထီတွေတိုးလို့ရတယ်ပေါ့နော်တိုးလို့ရတယ်အဲကြောင့်မလို့အအဆင်ပြေတာပေါ့နော်ဒီချက်ချင်းလဲပတ်စံအများကြီးမတုံးချင်ဘူးဆိုရင်ဒီလိုမျိုး51.2 kg တွေပါလေဝယ်မယ်ဆိုရင်အဆင်ပြေပါတယ်သူကလည်းတခါတည်းပတ်စံတွေပါလေအများကြီးတုံးစရာမလိုပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်ဝယ်တဲ့အချိန်တော့ဆိုရင်33ထင်းတော့ပြေးရပါတယ်ဒါပေမဲ့သူကတော့ဒီကားခါတွေပါတော့ရှိသေးတာပေါ့နော်သူကဒီ ကိုဖြစ်နိုင်ဖြစ်ဖြစ်နိုင်တယ်လို့ပေါ့နော်ဒီ3လေးလနေမှနောက်တစ်တလုံးတိုးချင်လည်းရတယ်မဟုတ်ရင်လည်းဒီတစ်နှစ်လောက်နေမှနောက်တစ်လုံးနှလုံးအဲ့လိုမျိုးတိုးချင်လည်းရတယ်ပေါ့နော်ဒီအဲ3လေးနှစ်နေမှအဲထက်တိုးမယ်ဆိုရင်တော့အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအဲ့လိုမျိုး3လေးနှစ်ကျမှတိုးမယ်ဆိုရင်တော့ဒီအခုလက်ရှိတိုးနေတဲ့ battery ကအားတွေပါကြီးကဒီဝယ်ဝယ်လိုက်တဲ့နောက်တဲ့အစ်စ်တစ်လုံးနဲ့အဲအားတိတ် တွေ့ရပိုအားပေါ့နော် တွေ့ရဘက်ထရီအားဒီကောင်ကနည်းနည်းပိုကျလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့အစင်တိတ်မပြေဘူးလို့တော့ကျွန်တော်ထင်ပါတယ်အဲကြောင့်မလို့ဒီအကြဆုံးဆိုရင်တစ်နှစ်ပေါ့နော်တစ်နှစ်နေပြီးဆိုရင်နောက်ထပ်တစ်လုံးဖြစ်နှလုံးဖြစ်မွင့်ကိုတတ်နိုင်တတ်နိုင်တယ်လို့အဲ့လိုမျိုးထပ်ပြီးမှတိုးလို့ရပါတယ်အဲကြောင့်မလို့ကျွန်တော်ဒီကောင်ကိုရွေးရတာပေါ့နော်မွင့်ဒီ51.2နေရာ AH တောင်းရ AH တော့ဝယ်မယ်ဆိုရင်သူက ဒိန်90နဲ့အထက်တွေပါရှိတာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီကောင်ကိုပဲကျွန်တော်ရွေးရတာပဲဖြစ်ပါတယ်ဒါကတော့အဆင်ပြေပြေတလို့ကိုကအဲဘက်ထရီတွေထက်တိုးလို့ရတာဖြစ်တဲ့အတွက်အဲကျွန်တော်ဒီကောင်ကိုပဲကျွန်တော်ဝယ်လိုက်တာဖြစ်ပါတယ်နောက်ဆိုရင်လည်းကျွန်တော်ဆိုလာတွေပါထက်တိုးပေါ့နော်ဆိုလာကတော့ကုလောဆယ်ကျွန်တော်အာ630ဝက်ကိုကျွန်တော်၄ချက်ကျွန်တော်တတ်မှာပဲဖြစ်ပါတယ်ကုလောဆယ်ကတော့ကျွန်တော်ဘာမှ ကျိုးတွေပါရကျွန်တော်လုတ်ထားလာပါမရှိသေးဘူးဗောနော်ဒီတိုင်းပဲကျွန်တော်ရိုက်ပြလာပြီဖြစ်ပါလေခိုးကတော့ကျွန်တော်ကျိုးတွေပါရစင်ပါပြီဖြစ်ပါလေအခုဆိုရင်ကျွန်တော်ဒီထိုင်ထားတဲ့ဟာတွေစင်မှာကျွန်တော်ကျိုးတွေပါတက်မှာပြီဖြစ်ပါလေဒါတော့သူ့ရဲ့ battery breaker ဗောနော်ဒီ battery ကျိုးတွေပါလဲစင်ရမှာပဲဗောနော် battery ကတလုံးပဲဖြစ်တဲ့အတွက်ဒီဒီလိုမျိုး breaker ဆိုရင်ရရတဲ့ဒါပေမဲ့ဒီ battery တွေပါထပ်တိုးမယ်ဆိုရင်ဒီ breaker နဲ့တော့မရတော့ဘူးဗောနော်ဒါတော့ဒီအဲ ဘရိတ်ကားလေးပေါ့နော်ဒါ fuse ဖြစ်ပါတယ်ဒါကျွန်တော်ဒီအာ solar oven breaker ပေါ့နော်ဒါကတော့သူရဲ့ fuse ပေါ့နော်ဒါကတော့သူရဲ့ chain over ပေါ့နော် chain over ဒါကတော့ attract breaker ပေါ့နော်ဒါက pole meter ပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်အဲတစ်စင်းတစ်စင်းကျွန်တော်ကြိုးတွေပိုင်း join လာဖြစ်ပါတယ်